။ဒီတကတော့စမင်းလူရဲ့ Google Kit Kit ကဝိတုတိုလီတပိုင်းကိုဖတ်ပြခြင်းပါတယ်။ဒီတပိုင်းကိုတော့သူတာကတိုက်ကျိုးလို့နာမည်ပေးလိုက်ခြင်းပါတယ်။ ISA အကူဖတ်ရှုခွင့်ပြုပါရင်ဆရာနဲ့သက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါတယ်ရှင်။နောက်ထုံဒီတော်ပွင့်ငါသာတော်မဂ္ဂဇင်းကိုခဏယူဖက်ကြည့်ရမှာသဘောကျပြီးအိမ်တို့ယူလာခဲ့သည်သူကစာဖတ်အလွန်နှေးသူဖြစ်သည့်အချိန်မီပြန်မအပ်နိုင်ငါကတရက်စာသူပေးမယ်ဆိုပြီးယူထားလိုက်သည် ဒီမဂ္ဂဇင်းကိုသူကြိုက်သည်ဖတ်ရတာနားလည်လွယ်သောကြောင့်ဖြစ်တချို့မဂ္ဂဇင်းတွေထဲမှာဆိုရင်ဘာတွေရေးထားမှမသိလူကနဂိုးကလေးကခက်ဥဥရံမဟုတ်လားတချို့ဝိတုတွေဆိုရင်ခေါင်းစဉ်ကိုယ်တော်တိတ်ပဲဖော်လို့မရဝိတုကိုနားလည်ဖို့ဆိုတာဝိရောဒီမဂ္ဂဇင်းကတော့တော်တော်ကောင်းသည်ဝိတုတွေကလည်းစိတ်ဝင်စားစရာတွေကြီးပဲကိုရိတစေတရေ၆သောဆန်အင်ကြီး ဖိတ်တာဆိုတာတကယ်ရှိသလား ကျေးဇူးတည်တတ်သောမင်းစားကလေးဆိုရာတွေကဖတ်လို့တိတ်ကောင်းသည်မဂ္ဂဇင်းတွေထဲမှာရေရရာချင်းဤတွေလည်းပါသည်လွယ်လွယ်လေးနဲ့ထိရောက်တယ်တဲ့မနဲ့အိယာကနို့နို့ချင်းအိရှိကပထမဆုံးဖြတ်သွားတဲ့သူကိုလက်ခုပ်တီးလန့်ခေါ်လာခဲ့လို့ပြောရမှာလှထုံကလက်တွေ့ဆန်သက်ကြည့်သည် နောက်နေ့မနဲ့အိယာကနို့တော့အိရှိကိုထွက်ရရင်ပြောနေသည်ပထမဆုံးဖြတ်ချသွားတာကနမကြီးတကောင်ဖြစ်နေသည် နွားဆိုရင်အကျုံးဝင်မှုရှိမရှိသူဆုံးဖြတ်ရခံနေသည်ထို့စင်မှာပင်နောက်ကလိုက်လာသောနွားတို့တဲ့ကြီးဥမှုတူကိုလှမ်းမြင်လာရသည်လက်တောင်ကလက်ခုပ်တီးပြီးလာခဲ့ဟုခေါ်လိုက်သည်ဥမှုတူကကမ်မကလေးနွားနုံမပတဲ့ညံ့နီမရမယ်ဟုပြောသွားသည်ဘာပဲဖြစ်ဖြစ်တိုက်ဆိုင်မှုရှိတာတော့အမှန်ပဲထိုနေ့ကလှထုံဈေးသွားရာတွင် လမ်းမှာ9ရာတန်းတရွက်ကောက်ရသောကြောင့်ဖြစ်၏ဝတ္ထုတွေစောင်းပါတွေထဲမှာလှထုံစိတ်ဝင်စားဆုံးချောင်းရတစ်ခုလည်းပါလာသည်လူဝင်စားကိစ္စပင်ဖြစ်၏လူဝင်စားဆိုတာတကယ်ရှိကြောင်းအထောက်အထအကူကားများဖြင့်ပြည့်စုံစွာရေးသားထားသည်လူဝင်စားလေးမောင်စုံမောင်ချောင်းဆိုလင်းဟိုးဘွားတို့ကတင်မကိုညှောက်စုခဲ့ရာယခုဘဝမှာလည်းမွေးကလေးကအနာရွကြီးပါလာတာကိုတင်မလန်ပြထားသောတပ်ပုံနှင့်တကွာအတီလင်းဖော်ပြထားသည် ဒါကိုဖတ်ပြီးနောက်လှထုံလဲလူဝင်စားယောဂါတက်လီတော့ဒီမောင်ကျော်လာချောင်းကပြန်လာတော့ကအနာကိုခေါ်ပြီးဘာမီချိုစံဟာမေပပပပလုံးလို့လဲမေကစကားမရှိတဲ့အိုဘက်နဲ့ခုပြောပြီးဘောင်းမီကိုဆွဲချတင်မကိုဆစ်စီသည်အင်းဟုတ်တဟုတ်နေပြီဒီမှာဆင်းရကြီးတွေ့တယ်အရင်ဘွားနင်ဘာတွေဖြစ်ခဲ့လဲငါ့ကိုမမှန်ပြောစမ်းဘယ်ဟာအရင်ဘွားလဲတအားမသိဘူးမသိလို့မရဘူး ီမှာအမှတ်ကြီးတစ်ခုလုံးပါနေတာအဲ့ဒါအမှတ်မဟုတ်ပါဘူးမေယာအเจ้าမှာစာမရလို့ရှမ်းမွတ်ရိုက်တယ်ရှူရကြည့်ပါမေယာမောင်ကျော်လာနေမှာမြင်တော့ကြော်ကွန်ပဲလှည့်လာသည်ကိုကြော်ကွန်ရှင်းတယ်မလှမ်းပြစမ်းဟင်ဘာဖြစ်လို့လဲအိုးကြည့်ချင်တော့ပေါ့ဟဲ့ရှက်စရာကြီးအမဲလင်းများချင်းတောင်ရှက်နေရသေးတယ်ကဲပါပြစမ်းမကြော်ကွန်မှာသူ့မိန်းမကြောင့်တည်တဲ့ပြင်စကားရှင်းနေတော့ပဲပြလိုက်ရသည်လှထုံကချီပြီးနောက်ဟွန်း ဘာမှလည်းမရှိဘူးအဲ့ဒါဆိုလဲပြီးတာပဲခုကျောင်းကောင်ကပြီးပြီးတော့ပြောလိုက်တို့ရရင်လှတော်ကမပြီးသေးပဲအချို့မှလည်းကြည့်ပေဦးငါဒါတော့ငါမကြည့်ရဘူးအရှင်ဟာလေးယောက်ျားမှုတာကြနေတာပဲဘရုံးမအာမကူရဘူးဒါကြောင့်ရှင်နဲ့ပါလာတာဝင်းရီဆက်တယ်လို့ပြောတာကျောင်းကောင်ကလည်းဇလန်းမရှိခြင်းတဖြင့်ကြည့်ပါမယ်ဟုသဘောတူလိုက်ရသည်ဘာတွေ့လဲ ကျောက်ကမှတကယ်တမ်းတိတိကျကျမကြည့်တော့လဲလှထုံချင်းနဲ့အောင်အညိုခွဲတစ်ခုတော့တွေ့တယ်လို့ပဲဟုပြောလိုက်သည်ဟာဟုတ်ပြီဟုတ်ပြီဘာဟုတ်တာလဲအဲကျမလူဝင်စားရှင်သိရလားလူဝင်စားဟုတ်လားဟုတ်တယ်လူဝင်စားမှတခြားသူမဟုတ်ဘူးကျမမိကိုယ်တိုင်ဝင်စားတာနေဟာနေဟာနေပြီဝင်စားတာအစ်စ်ပဲဒီမှာကျမမျက်နှာကိုတိတိကျကျကြည့်စမ်းမင်းနဲ့တူဘူးလား အတားမိပဲဟာတူမပေါ့အဒါရင်မကသေးဘူးလေအမေတင်မမလည်းကျမလိုပဲအမှတ်ပါတယ်ကဲဒီလောက်တိုက်ဆိုင်နေတာဘာပြောချင်သေးလဲလာထုံရဲ့နည်းနည်းပါပါနဲ့စဉ်းစားပါဦးနေ့ကိုမွေးတဲ့အချိန်မှာနေ့မရတက်ရှိထင်ရှားကြီးရှိနေသေးတာပဲဟာဖြစ်နိုင်ပါမလားဒါဆိုကျမဘယ်သူဝင်စားတာလဲအော်ဒါတော့ငါလည်းဘယ်သိပါမလဲလူဝင်စားဆိုတာရှိရမဟုတ်လားဟင်အကြတော့ကြားဘူးတာပဲငါလည်းကိုရွေးမဟုတ်တော့မပြောတတ်ဘူး လာတော်ကတွေးပြီးစဉ်းစားနေသည်ကျောကွန်မှာဘာပြားလောက်လည်းမသိဘူးဆိုပြီးတထိတ်ထိတ်စောင့်စားနေစဉ်လာတော်ကကိုကျော်ကတခါလောက်ရှင်လူဝင်စားလောက်ကြည့်ပါလားဟေးဟုတ်တယ်ကျွန်မစဉ်းစားနေတာဒီတခါကျွန်မကိုဝင်ရှိလာတဲ့အခါရှင်ကျွန်မဝင်တဲ့ဝင်စားပါလားယင်ကျောကွန်ကမျက်လုံးပြူသွားပြီဟာဘယ်ဖြစ်မလဲခုရုတ်တရက်ပြောမိလာတော်မျက်နှာကတင်းငနဲ့ဖြစ်သွားပြီဘာလဲ ရှင်ကျမပိုက်ထဲဝင်ရမှာယွန်းလို့လားဟာမဟုတ်ဘူးလေဟုတ်စားဟုတ်လေအဝင်စားတယ်ဆိုတာလေတိပါတယ်တိပါတယ်ရှင်တို့ယောက်ျားတွေကလေဒီတိုင်းကြီးပဲမရခင်မှာတော့ဖြာလိမ့်နဲ့လို့ခေါင်းတော်တင်းနောက်တော့ကြောခင်းပြီပဲအိတ်တော်တာပဲဟမ်ဟိုတော့ကတော့ညီမဆယ်ရက်လောက်ရင်မချူပဲနေတော့မွှင်းနေမှာပါဆိုတခြားလုံးလေးတာဆိုရင်ငုံထားလိုက်ချင်တယ်ဆိုခုတော့ ခုပါလာတုံဒီငုံမဲ့မဲ့ဖြစ်လာပြီကြောက်ကလည်းလက်ဖေးဆိုင်သွားခြင်းလှပြီလိမ့်ပက်လည်းအောင်ရှင်းပြဖို့ကလည်းတော်တော်အချိန်ယူရမိထို့ကြောင့်ကေပါလာတုံရဲ့ခလေးရှိလာတော့လည်းကြိလောက်ကြတာပေါ့နင့်စန္ဒာတိုင်းဖြစ်ရစေမဟုတ်လားဟုချော့မောပြောလာရသည်ဒီကိစ္စဒီမာတင်ပြီးပြီအောင်မိတာ လာတုံကမကျေနပ်သည်အတော့ဆိုင်စကားဝိုင်းမှာသူကိုယ်သူလူဝင်စားဖြစ်တယ်ထင်ကြောင်ပြောသည်ဒုကဟုတ်နိုင်နဲ့မဟုတ်နိုင်မှုဝမ်းမိဝေဖန်ကြ၏ နောက်ဆုံးတော့မပွေးကဟေးဒါမျိုးဆိုတာလေနားလေတက်ကြွတဲ့သူမှခွဲခြားပြောနိုင်မှဟုဆိုသည်ထို့ကြောင့်ဒေါ်ကြီးကျွဲဤလမ်းညွှန်မှုရာဂိုင်းစရာကြီးတူးဆိုသူထံရောက်သွား၏ဒါမျိုးလာလို့ကတော့ဘာလို့အကြိုက်ပေါ့စာပြောကလေးကလူရစားဟုတ်မဟုတ်စစ်ပေးပါစရောတချို့အထူးကူစေကန်းကြီးတွေလူပေါ့ငွေကုန်ကြေးကြခံပြီးစစ်စေးပြီးဘာရောကမှမတွေ့ဘူးဆိုအနာကြိုက် ီးတော့လည်းဘာမှပုံပြနေငွေညာယူရလားယောဂါရှာဝေးပညာညံ့လို့လားထင်သေးခရနိုင်သေးသည်ဒီတော့နှလုံးနဲ့နဲ့ကြီးနေတယ်အသေးနဲ့နဲ့ရောင်းနေတယ်သွေးကြောနဲ့နဲ့ကျင်းနေတယ်စီကံမှာတပတ်လောက်နေပြီးအနာယူကုသနိုင်ကောင်းသွားမယ်40ရေခဲတဲ့တာဂျိုးသူဆလောင်းတက်စင်တာတဲ့အထူးစပယ်ရှယ်စီကံမှာတက်မယ်ဆိုရင်အိမ်သာခမယ်အသုံးပြုခွင့်ရမယ်နောက်တစ်ချိန်စေယုံလာတက်တဲ့အခါမှာလည်းအသုံးပြုနိုင်တဲ့ discount coupon ကိုလည်းပေးပါတယ်ပေါ့။ခုလည်းဒီလိုပဲလေ ခင်ဗျာလူရင်စားများလားလို့အရင်သိချင်နေတာဒီတော့ဆန္ဒပြေပါအောင်အကူကြီးရမှာပေါ့ကဲကလေးမတင်ပလင်ခွေထားလိုက်လမ်းနဘက်ကိုဒူပါတင်လက်ပွားတွေကိုဖြတ်ထားဒါကြောင့်နေပူထားထိုးထားစရာကြီးကတပေးလောက်ရှိတော့ကြီးပါကြောင်းကြီးဖြင့်ကျမ်းမြေကိုတရတာခောင်းရင်လူဝင်စားဆိုရင်လက်ချောင်းတွေကိုခွဲပြစမ်း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 ဟူသောအမိန်ပေးသောလီတန်ပြပြောသည် နောက်တော့မှငကုတ်ကလေးကလူဝင်စားလို့သူ့ကိုယ်သူထင်းနေခဲ့ပြီးသားဖြစ်တာကတကြောင်။ဆရာကြီးဟိတ်ဟန်မင်းမောင်းကောင်းတာကတကြောင်။တစ်ချက်တစ်ချက်မှာစိတ်မရှိနိုင်သလိုကြီးပါချောင်းကြီးကိုကြံ့မြင်ကိုဒုံငနဲ့ဒန်ငနဲ့စောင့်ချလိုက်တာကလည်းအသက်ထိတ်စရာဖြစ်နေတာကတကြောင်လို့ကြောင်။သုံးမိနစ်ခန့်ကြာမှပဲလက်ချောင်းမြကတဖြည်းဖြည်းပြန်ကားခွဲထွက်လာလေသည်ဆရာကြီးကလည်းခေါင်းတငိမ့်ငိမ့်လုံးဟုတ်တော့ဟုတ်နေပြီ gain gain ဘယ်ဘဝကလာတယ်လဲသိအောင်ဗျအာယုံယူကြည့်လာအောင်မယ်ဆိုပြီးမျက်စီကိုမှဲ့ရတမာတိတီးဆောက်တယ်လို့လုံနေတစ်ချက်တစ်ချက်မှဟင်ဟမ်ဗားတယ်အင်းဟုတ်လားဟူရေရွတ်လိုက်သေးသည်9မိနစ်ခန့်ကြာရင်မျက်စီပွင့်လာပြီးသူမြင်တွေ့ရတော့အချက်ကိုပြောပြလေတော့သည်တကယ်တော့လေကျမတိုက်ခလာတာတယ်ကိုကျော်ကိုရင်ဟုလာတော်ကပြောတော့အခါကျော်ကွန်ဟိုက်ခနဲ့ဖြစ်သွား၏ သူဒီဒီလိုကိစ္စမျိုးတွေကိုယုံတယ်လည်းမဟုတ်မယုံဘူးလည်းမဟုတ်အဲတစုံတယောက်ကကိုရိလိုလိုဘာလိုလိုအချက်ကြကြပြောရင်ဟုံနိုးနိုးထင်းသည်တိတ်ပန်နီးကြကြယုတ်တိနီးကြကြပြတဲ့သူမျိုးနဲ့တွေ့ပြန်တော့လဲဟုတ်တာပဲဒါရီကအယူသိမှုတွေပါဆိုပြီးဖြစ်သွားပြန်ရောကိုကိစ္စမှာတော့နှာထုံတယောက်စိတ်ဆွဲလန်းနေဖြစ်နေတာပဲဆိုတာကိုရိပ်မိသည်သူရရင်နှာထုံကတော့မဝိုင်းစိန်တိုက်ကလာတယ်လို့ပြောတယ်ညီမ9ယောက်ရှိရမှာ မဝိုင်းစိန်ကအကြီးဆုံးကျမကအငယ်ဆုံးအထွေးဆုံးနာမည်ကမတ်သက်ပန်တဲ့အဲ့ဒါလူဘွားကိုခဏသွားလဲခြင်းနဲ့လို့ကျမကပူဇော်တာအမတွေကစိတ်မချလို့မလို့ခြင်းမူကျမကမသွားရရင်စားမစားတော့ဘူးလို့အကြက်ကိုင်းတော့မှလွတ်လိုက်ရတာဒါမဲ့ဂရိဝင်ခံချက်တခုတော့ပြီးခဲ့ရတယ်တော့အသက်30ပြည့်ရင်ပြန်လာပါမယ်ဆိုတဲ့ဂရိပေါ့ဟင်းဒါကြောင့်ခုတော့ကြာကိုကြီးတခုတည်းရောက်ရောက်သွားတယ်လို့အိမ်မက်မက်တာထင်ပါရဲ့အဲ့ဒါကျမကိုတိုက်ပြန်ကော်ဖို့ကြိုတင်သတိပေးနေရတာမသိဘူး ဟုလာတုံကခန်းစားချက်အပြည့်ကြီးဖြင့်ပြောနေသည်ကျော်ကွန်ပင်လင်းတိတိကြီးဖြင့်ရောရောင်ပြီးငဲကြည့်နေမိအဘဆရာကြီးကတော့တိတ်စိတ်မပူပါနဲ့လို့ပြောတယ်တိုက်ကြုတ်ကိုသူဖြတ်ပေးနိုင်ပါတယ်တဲ့အဲ့ဒါပွဲထိုးဖို့ရဲစီဖျောင်းနိုင်ရဲအင်းချဖို့ရဲကျမကိုပါရုပ်ထုလုပ်ဖို့ရဲငွေနှစ်သောင်းလောက်ကုန်မယ်လို့ပြောတယ်နှစ်သောင်းဒီတော့မှကျော်ကွန်စီကအတန်ခုံထွက်လာပြီသူ့စီမှာငွေနှစ်သောင်းကိုလုံငနေခဲနဲ့ထုတ်ဖို့ပဲရှိပါမလဲ ကြံဖန်ရှာလို့ရတယ်ပဲထောင်းဒါကတက်တက်လိမ့်ညာပြီးကြံဖန်လောက်တာပဲလကပါဟာယုံနေပါနဲ့လို့ပြောလို့လေလာတော့ကလက်ကမ်းမမဟုတ်တို့ကြောင့်အလုံးလို့စေတော့ငွေ2000ရှာဘူးကမလွယ်ဘူးလေအနည်းအသက်30ပြည့်ဘူးက6လလောက်လူသေးတာပဲဒီကြားနဲ့ကြည့်လောက်ကြတာပေါ့ဟုမင်းမမယာပြောပြီးချိန်ဆွဲဖို့စူးစမ်းကြည့်သည်လာတော့သွေးအေးသွားမှဖြောင်းပြကြည့်မယ်စိတ်ကူးသည်တို့ရတယ်လာတော့ကဒီလိုပြော့ပေါ်ပြောလို့မရဘူးနော် ူတို့ကမဆောက်နိုင်တော့လို့အသက်30မပြည့်ခင်စောစောစီးစီးအရင်ဥအောင်လိပ်ပြာလာနှုတ်ပိုင်းဘယ်နဲ့လုံးမလဲဒီတောင်မှာတော့လှတုံသည်အိမ်မက်ကိုမကြခဏမက်တော်သည်ရှေးခင်မင်းသမီးတွေလိုနန်းဝင်နန်းစားတွေဆင်မြန်းရတာမျိုးမိမတယောက်ကသူ့လက်ကိုဆွဲခေါ်ပြီးအတင်းခေါ်နေတဲ့ဖြင့်လွတ်အောင်ယုံပြီးထွက်ပြေးရတာမျိုးချက်ကူကြီးရဲ့မှာရွှေငွေလက်ဝဲလက်စားတွေရေနာတစ်တာကြီးမြင်ရတယ်ဆိုတာမျိုးကြောကော့မှာလည်းအတော်အုံနောက်စားနေရည် လာတော့ကလည်းပြက်ကလေးကိုမကြမကြလှမ်းလှမ်းကြည့်တရက်ကြောကွန်အလောက်ကအပြန်မှာလက်မှဥဖို့ပြောင်းနေသွားဆုံးသည်ဟိကကြောကွန်ဝါကျွတ်တော်မယ်နော်စွန့်တင်ပုံမမေ့ကြနဲ့အောင်ဟုဥဖို့ပြောင်းကသတိပေးသူကဥရှင်ကြီးတင်တဲ့ကိစ္စလည်းလောက်တတ်တာကိုဒီမှလည်းပဲကြောကွန်စိတ်ကူးတစ်ခုရသွားသည်လောက်ထုံကိစ္စအတွက်ဥဖို့ပြောင်းကိုအကူအညီတောင်းဖို့ပင်ဖြစ်ဒီဖို့ကြည့်နေဆိုရင်တော့900တထောင်လောက်နဲ့ကိစ္စပြီးနိုင်သီးတို့ရတယ်။အဲဒီကိစ္စမျိုးကမလွယ်ဘူးကွာ။ သူ့ပဲကိုယ်ပဲပညာပြန်ရတာနောက်ဆုံးအချိန်မှာသူ့နိုင်ကိုနိုင်အကျိတ်တန်လောက်ရတဲ့အခါခိုင်ခံရှင်တွေအန်ရကြီးတယ်အခက်မသိရင်ဆောင်ရွက်စီမံပေးတယ်လူပါခိုက်တတ်တယ်ငါမှမခံရဘူးဟုတ်ဦးဖိုးပြောကအင်တီနေလောက်နေသည်ပြီးတော့လာတော့ကလည်းသူ့ကိုအထင်မကြီးလားဦးလေးပြောကတိတ်မစွမ်းလာပါဘူးသူ့ကူညီနိုင်မှာမဟုတ်ပါဘူးဒေါ်ပွင့်ကြီးကိစ္စတော့တောင်ဘာမှမတန်နိုင်မယ်နဲ့ဟုထောက်ပြသည်ထိုစကားသည်ကျော်ကွန်အတွက်အကြံကောင်းတစ်ခုရရှိသွားစေသည် ဒီကတော့ကပြောကြည့်တော်ခွင့်ဒီစိတ်ကြောင်ချောက်ချားဖြစ်ရမှာတရားဘုဒ္ဓလိုလိုဘာလိုလိုနဲ့ငါကိုဘာမှန်လဲဟုဩဟိပိစုဘူးတောင်းကျနေခဲ့ဘူးဘယ်လို့မှထိန်ထိန်ဖြောင်းဖြားလို့မရဥဖို့ပြောတော့နားလည်မှာပဲဆိုပြီးသွားခေါ်သည်ဥဖို့ပြောကတော်ခွင့်ရှိမှဟန်နဲ့ပန်နဲ့ထိုင်ပြီးဟိမ့်လိုက်ဟောက်လိုက်လို့သည်တော်ခွင့်ကဖြုံတောင်းမဖြုံမဲတီချင်းဆိုကြည့်ခြုံနာရှိုက်ကုန်ကြီးငါဘာမျက်မှတ်နေလဲဟုပြန်ဩသည်ဥဖို့ပြောကရေမန်းတစ်ခွက်တိုက်သည် ဒေါ်ဝင်းကဖန်ခွက်ကိုယူပြီးတောင်လိုဟန်ပြုပြီးမှဥဖိုးပြော့မျက်နာကိုရေမန်းနေနဲ့ပတ်ထည့်လိုက်သည်ထိုစဉ်မှာပင်ဒေါက်တာတုတ်ခံရောက်လာ၏သူလည်းမလုပ်ရမှန်းမသိပျော်ကြီးတဲ့ဒီရွယ်ရောက်ရင်တခါတလေစိတ်ကြောက်ကြဖြစ်တဲ့အကြောင်းကိုတော့သဘောပေါက်သည်စိတ်ငြိမ်စေလေးအားစေလေးပေးလိုက်ရင်ပြီးတို့ရရင်လောလောဆယ်ကျန်းနေတာကိုအဲထိန်ချုပ်ဖို့ကြတော့တိတ်မလွယ်လားလူတွေကလည်းသူ့ကိုအာဂိုတကြီးကြည့်နေအကျန်းအိုက်နေရမှတစုံတစ်ခုကို ဖြန့်ခနဲ့တတိရလိုက်သည် တော့ပွင့်သည် ဆေးထုတ်ခံရမှာကိုတိမ်မလောက်ကြောက်ဤနာမဆိုးသောကြောင့်တော့မဟုတ်ရှက်လို့ဖြစ်သည်စီးကမ်းမာတော့ရှက်နေသေးတာလူကြားတဲ့ဆိုပိုဆိုးတော့မှာပေါ့ဟုတွေးမိပြီဂိုင်းအဲဒါလောက်တောင်ဖြစ်လာတာသူဝိုင်းချုပ်ထားလိုက်စမ်းဆေးမန်းထိုးရမယ်ဟုပြောရင်20စီစီဆေးထုတ်ပိုက်ကိုဆွဲထုတ်လိုက်ထိုးကတော့ဝင်းကမထိုးဘူးဆေးမထိုးခုအကြောက်ကန်ညင်သည်အမထိုးခြင်းခုထွက်သွားစမ်းဒေါက်တာတုတ်ခိုင်ကခန့်ခန့်ငါအမိတ်ပေးလိုက်တော့ဒေါ်ဝင့်လည်းဝါးကနေတန်းလိုက်ပြီးဟော ဒီစောစောကဘာဖြစ်သွားတာလဲ။ဟဲလူရီယာလည်းအများကြီးပဲ။ဟုဘာမှမသိခဲ့ဟန်မြင်ပြောပြီးအကောင်းမကတိဖြစ်သွား၏။ထိုကိစ္စကြောင့်ဒေါက်တာတောက်ခိုင်မှာပြောကလည်းနိုင်နေဆိုပြီးနာမည်ကြီးခဲ့သေးသည်။အခုလာထောင်ကိစ္စမှာလည်းဒါမျိုးလို့ရင်ဖြစ်နိုင်သည်ဟုကျော်ကွန်ကတွေးမိထို့ကြောင့်ဒေါက်တာတောက်ခိုင်စီမှာတိုက်ကျိုးဖြတ်စေရှိကြောင်းအဲ့ဒီစီထိုးလိုက်ရင်ကောင်းသွားမှာဖြစ်ကြောင်းပြောတော့လာတော်ကဟုတ်လားမဆွဲမဆွဲမှမလားကိုကျော်ကွန်ရဲ့ဟုမယုံမယဲမေးသည် မစွမ်းမနေပါမလားနေမှတ်မိတယ်မလားဟိုတခါတော်ဝင်ကြီးတရားဝင်ဘူးတော့ကလေဆရာကစီမံနဲ့ထိုးမယ်ပြောတော့တခါတည်းလန့်ပြေးတာလေဒါတော့တကယ်မထိုးရသေးဘူးဆရာရဲ့အဟိတ်အဟန့်နဲ့ဒီလာသမားတွေကလည်းရှိသေးတာကိုဟာအမေအခုငါပြောတဲ့တိုက်ဖြတ်စီကလည်းလွယ်လွယ်ရတယ်မထင်နဲ့ထိုးစီပလင်းကိုကတော့ဝဲတဲ့ထားပြီးကိုနီယတီတတ်တတ်လွန်စားဥပုပ်ဆောင်ဒိတ်ထံဝင်ထားတာသိလားလာတုံစိတ်တဲ့ပူပြီးထင်ကြီးသွားအောင်ဆင်လုံးနေထည့်ပြောရည် ပတိတို့ဖိုးနီတို့ကိုလည်းဝိုင်းကူပြီးလောက်ခိုင်းရသည်မောင်ဝကိုလည်းကူညီပြီးလှိမ့်ပေးဖို့ပြောကြည့်ရသည်မောင်ဝကဒီကိစ္စတော့ကတော့ဒေါက်တာတုတ်ခိုင်းကိုအပူကက်မနေစမ်းပါနဲ့ကွာငါတာဝန်ထားအဲ့ဒီဥစ္စာဆောင်မရင်ကနင်းရတစ်ချက်စီလောက်အုပ်ထည့်လိုက်တာနဲ့တက်နေအောင်ပြေးမှာပါဆိုတဲ့ဖြင့်သူ့ကိုတာဝန်မပေးရတော့ဒေါက်တာတုတ်ခိုင်ကအစပိုင်းမှာအာကွာဆရာဝန်ဆိုတာလူတော်ကိုလိန်ညာပြီးစီမထိုးကောင်းဘူးကွာဟုပြောသေးသည် ဟာဆရာလည်းဒေါ်ပွင့်ကြီးကိစ္စတော့ကြတော့ဟာဒါအရေးပေါ်မှုမဖြစ်မနေလောက်လိုက်ရတာဟုတ်ကွာအပြီးတော့တကယ်လည်းစီးထိုးဖြစ်တာမှမဟုတ်ပဲဆရာပဲတကားကပြောမှုတယ်လေဆရာဝင်တရားအတွက်လူနာယောဂပြအောင်ကုဖို့ကအဓိကတာဝန်ပဲဆိုဟုအကြောင်းပြတော့မှအန်ဒီယန်ရှိသောကိစ္စလည်းမဟုတ်တဲ့ပြင်သဘောတူလိုက်သည်လှထုံကိုဘာပလန်နဲ့ပြတွဲနှမျိုးဆက်ပြီး၃ရက်ဆက်တိုင်းထုတ်ပေးလိုက်မယ်လှထုံကပြောသေးသည် တိုက်ကျွတ်တော်တော်ခိုင်နေထင်တယ်နော်တိုက်ဖြတ်စီထူတော့အားနာတာပဲနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူထားပါဒါနောက်နေကြနေဦးနော်